တော်ဝင်မင်္ဂလာပါဗျာ JTS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် Joshua Van Ha UFC ကိုစရောက်ကြတဲ့က Boxing Ski ကောင်းကောင်းနဲ့ပြိုင်ဖက်တွေကိုရှင်ထိုးပြလာနိုင်ခဲ့တာပဲဖြစ်ပါတယ်သူအနေနဲ့အခုအချိန်ထိတော့အလဲထိုးနိုင်ပွဲမရသေးဘူးဆိုပြီးမဲ့လည်းအလဲထိုးနိုင်ဖို့အတွက်နီးစက်တဲ့အခိုက်အတန့်တွေလည်းရှိခဲ့ပါတယ်ဒါပြင် Joshua Van က UFC မှာစံချိန်ကောင်းတစ်ခုကိုလည်းပိုင်ဆိုင်ထားခဲ့ပါတယ်သူကဒီစံချိန်ကိုတခြားသောနာမည်ကြီး Fighter တွေ Champion ကြီးတွေကိုပါကြော်ပြီးတင်ထားနိုင်ခဲ့တာဖြစ်ပါတယ် ရိုက်ဆူရီယာကိုအနိုင်ယူနိုင်ခဲ့တဲ့ပွဲအပြီးမှာလဲဒီစံချိန်ကိုဆက်ထိန်ထားနိုင်ခဲ့ပါလိမ့်အဲဒါကတော့10မိနစ်အတွင်းပြင်းပြထိုးချက်အများဆုံးဖိုက်တာအဖြစ်စံချိန်တင်ထားနိုင်ခဲ့တာဖြစ်ပါလိမ့်မတ်တန်တွေအရဂျိုရှော့ဘန်ရဲ့10မိနစ်အတွင်းပြင်းပြထိုးချက်က7.1အထိရှိထားတာဖြစ်ပါလိမ့်ရိုက်ဆူရီယာနဲ့ပွဲမတိုင်ခင်တုန်းကသူ့ရဲ့ပြင်းပြထိုးချက်က7.8အထိရှိထားခဲ့တာဖြစ်ပါလိမ့်ဒါပေမဲ့လေရိုက်ဆူရီယာနဲ့ပွဲမှာထိုက်တောင်းတွေကိုဖြည့်ရှင်းနေရသေးတာကြောင့်အရင်လောက်အထီတော့ထိချက်မရရှိခဲ့ပါဘူး ။ဒါကြောင့်လည်း၈တက်တမအထိကျဆင်းသွားခဲ့တယ်ဆိုပေမဲ့လည်း UFC က Fighter တွေထဲမှာအများဆုံးဖြစ်နေသေးပါလိမ့်။ Joshua Van ရဲ့နောက်မှာတော့ UFC Heavyweight တန်းရဲ့ Champion ချန်ပီယံကြီး Tom Aspinall နဲ့ Lightweight တန်းက Steven Rivalvis တို့ကတမနစ်ပြင်းပြထိုးချက်၈တက်တမ၃ညခွန်စီနဲ့ဘူတွဲရည်တည်နေကြပါလိမ့်။အဆင့်၄နေရာမှာကတော့မြူတမီဖလိုက်ဝိတ်တန်ကကက်စီအူနေနဲ့အဆင့်၅နေရာမှာကတော့ဘတ်တန်ဝိတ်တန်ကဗစ်တာဟင်နရီတို့ကအတီးတီးရက်တည်နေကြတာဖြစ်ပါလိမ့် ပွဲတိုင်းလိုလိုမှာတိုက်စစ်ဖွင့်ပြီး light ထိုးတဲ့ Joshua Van Ga significant strike တွေလည်းပွဲတိုင်းမှာပြန်ဖက်တွေထက်ပိုတာမီတက်ပါလေ။လာမယ့်ပွဲမှာတော့ Joshua Van အနေနဲ့ပူပြီးခက်ခဲမဲ့ပြန်ဖက်တွေနဲ့ရင်ဆိုင်ထိုးတက်သွားရဖို့လည်းရှိနေပါလေ။အကြောင်းသူ့ရဲ့10မိနစ်အတွင်းပြင်းမြန်ထိုးချက်အများဆုံးဆိုတဲ့စံချင်ကိုလည်းဆက်ထိန်သွားနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါလေ။တပကဒရင်ဆူအနေနဲ့ကတော့ Joshua Van ဟာနိုင်ပွဲပြန်ရခဲ့ရင်တော့မှ UFC Flyweight တန်းရဲ့ ranking ထက်ကိုပြန်လည်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိသေးပါဘူး။ UMC ဖက UMC 313ပြိုင်ပွဲကြီးအပြီးမှာ ranking update ကိုမကြာသေးခင်ကပင်ပြုလုပ်သွားခဲ့ပြီဖြစ်ပါတယ် flyweight ranking ကလုံးဝအပြောင်းလဲမရှိခဲ့ပေနဲ့ Joshua Van ကလည်းပြန်ပါမလာခဲ့သေးပါဘူး Joshua Van အနိုင်ရရှိခဲ့တဲ့ Rice Suriya ဆိုတဲ့ fighter ကလည်း UFC မှာထူးတက်ပြီးပွဲလဲနေသေးတယ်လို့သူကိုယ်တိုင်ကလည်း ranking ပြန်ပန်းက fighter ဖြစ်နေခဲ့ပါတယ်ဒါကြောင့်ဒီနိုင်ပွဲက Joshua Van ကို ranking ထဲပြန်ထည့်ပေးဖို့အတွက်လုံလောက်မှုမရှိဘူးလို့မီဒီယာသမားတွေကဆုံးဖြတ်ခဲ့ပုံရပါတယ် အဆင့်15မှာရှိနေတဲ့ Charles Johnson ကလည်း Joshua Van Gogh အနိုင်ရရှိခဲ့ဖို့တဲ့ fighter ဖြစ်နေတာကြောင့်သူကလည်းမဖြုတ်ချခြင်းသေးတာကြောင့်ဖြစ်နိုင်ပါလိမ့်ဘလို့ပဲဖြစ်ဖြစ် Joshua Van အနေနဲ့လာမယ့်ပွဲမှာကြာရင်တော့ ranking ထဲကပြိုင်ဖက်နဲ့ထိုးတက်သွားရဖို့ကတည်ချမ်းတလို့ရှိနေခဲ့ပါလိမ့်အဲ့ဒီပွဲမှာအနိုင်ရပြီးရင်တော့အဆင့်15ထက်ပိုမြင့်တဲ့ရည်တည်ချက်မျိုးနဲ့ ranking ထဲကိုပြန်ရောက်လာနိုင်ခြေရှိနေပါလိမ့်ဘယ်ဆိုင်အပြောင်းအလဲတွေက Joshua Van Gogh နဲ့နာစီခဲ့ရတယ်လို့ထင်မြင်မိပါလိမ့် အဲ့ဒီလိုအပြောင်းလဲတွေတာမရှိခဲ့ဘူးဆိုရင်တော့ Joshua Pan ဟာအခုချိန်မှာဒီချမ်ပေါက် ranking ထဲဝင်နိုင်တဲ့ fighter တအုပ်အဖြစ်ရည်တည်နေနိုင်မှာဖြစ်ပါတယ်။ Super Ye Chan ဟာ One Championship နဲ့အဖွင့်ပွဲမှာ Thai Fighter Su Ting ကိုအငင်းပွားဖွယ်ရလတ်နဲ့ရှုံးနေထားခဲ့ရပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာပြန်ပြီးထိုးတက်တဲ့ပွဲမှာတော့ Thai Fighter Dan ကိုအလင်းထိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ယခုဒီဘက်မှာချင်းပပြုတ်သွားမယ် One Friday Fights 100ပြိုင်ပွဲကြီးမှာဆိုရင်တော့ One Championship ကစူပါရီချန်ကိုလည်းနေရာပြီးထားခဲ့ပါတယ်မြန်မာ Fighter တွေကိုထုံးစံအတိုင်းပင်အခွင့်ရေးပေးတဲ့အနေနဲ့ One Championship ကစူပါရီချန်ကိုပြိုင်ဖက်ကောင်းတဦးနဲ့ပြီးတွေ့ထားခဲ့ပါတယ်အဲ့ဒါကတော့ Rotan ရဲ့ရောက်ဖဖြစ်တဲ့ Boxing တမဇန်ကာတစ်ဆိုတဲ့ Fighter နဲ့ပွင့်တယ်ပြလိုက်တာဖြစ်ပါတယ်ဒါကဇန်ကာတစ်အတွက် One Championship မှာပထမဆုံးထိုးတဲ့ရမယ်ပွဲလင်းဖြစ်ပါတယ်ဇန်ကာတစ်က Boxing လောကမှာတော်တော်လေးလေးနာမည်ရထားပြီး Fighter တဦးဖြစ်ပါတယ် အောက်စင်ပွဲတွေမှာရှုံးပွဲလုံးဝမရှိထားခဲ့ပေနဲ့စံကတက်ဟာ WBC အာရှချန်ပီယံခပ်ပတ်ပိုင်ရှင်လေးဖြစ်ထားခဲ့ပါတယ်။ပြောရမယ်ဆိုရင်တော့ပေါင်စင်ပိုင်းမှာသူ့ကိုရှင်းနိုင်လောက်တဲ့ပြိုင်ဖက်ကမရှိသေးတာကြောင့်1 championship ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ Super League Channel ပွဲကသူ့အတွက်1 championship မှာပွဲဦးထွက်မဲ့ပွဲလေးဖြစ်ပါတယ်။1 championship မှာ boxing ပွဲတွေကျင်းပနေခြင်းမရှိတော့တာကြောင့်အနည်းဆက်ဆုံးဖြစ်တဲ့ kickboxing ခေါင်းစဉ်အောက်မှာပဲဒီတွဲဆိုင်ကိုစီစဉ်ပေးလာခဲ့တာဖြစ်ပါတယ်။ ။ဒါကြောင့်စူပါရေချမ်းအတွက်လည်းဒါကပထမဆုံးကစ်ပေါင်းစဉ်အတွေ့အကြုံဖြစ်လာဖို့ရှိနေပါလိမ့်။စံကတ်တီကတော့ဒီပွဲမတိုင်ခင်အင်တာဗျူးမှာစူပါရီချန်ကိုလည်းလေးစားမှုအပြည့်နဲ့ချီးကျူးစကားပြောဆိုသွားခဲ့တာတွေ့ရပါတယ်။ကျွန်တော်ကဝမ်ချမ်ပီယံရှစ်ကကွန်ယူပြီးအခွင့်ရေးပေးတဲ့အတွက်တကယ့်ကိုကျေးဇူးတင်မိပါတယ်။ကျွန်တော်ဒီပွဲအတွက်ရောက်ဖရော့တန်စီကနေလည်းတင်ယူပြီးအကောင်းဆုံးပြင်ဆင်ကြိုးစားထားပါတယ်။ပွဲတွေဝင်နေတဲ့ဆိုပေမဲ့လည်းအကောင်းဆုံးလုပ်ပြနိုင်မယ်လို့ယုံကြည်မှုရှိပါတယ်။ စူပါရေချမ်းကလည်းပြီးပြည့်စုံတဲ့ fighter တယောက်ပါကျွန်တော်သူ့ရဲ့ဟာကွက်တွေအနှဲချက်တွေကိုရှာလို့တော့မရသေးပါဘူးဆိုပြီးစံကတစ်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်စူပါရေချမ်းအနေနဲ့ boxing skill ကောင်းတဲ့စံကတစ်ကိုရှင်ထိုးနိုင်ဖို့ဆိုတာကတော့မလွယ်ကူဘူးလို့ပြောရမှာဖြစ်ပါတယ်ဒီပွဲမှာ chicken ချက်တွေလုတ်ပြနိုင်မှပဲအဆင်ပြေနိုင်မှာဖြစ်ပါတယ်တပကစံကတစ်ကလည်းဒီတိုင်းငိမ့်နေမှာမဟုတ်ပဲလက်တီတမျိုးသေးတယ်မကပဲချီကန်ချက်တွေကိုပါ ိုင်နိုင်အောင်ကြိုးစားပြင်ဆင်လာမှာသိချပါတယ်။နောက်ပြီးစံကတ်တစ်ဖက်မှာလေ့ကျင့်ပေးမဲ့အတွေ့အကြုံရဲ့နည်းပြတွေရော့ထန်လိုထိတ်တန့်ဖိုက်တာတွေကရှိနေသေးပါတယ်။ဒါကြောင့်စူပါရီချန်းအတွက်မလွယ်ကူတဲ့ပွဲတစ်ပွဲလို့ပြောရမှာဖြစ်ပါတယ်။တစ်ဖက်ကကြည့်မယ်ဆိုရင်လည်းဒီပွဲကစူပါရီချန်းအတွက်ပုံရိပ်မြင့်တင်ပေးမဲ့အခွင့်အရေးကြီးတစ်ခုလည်းဖြစ်ပါတယ်။စံကတေးရဲ့1 championship ပွဲဥထွက်ကို1ရဲ့အကြီးအကဲတွေ၊ Muay Thai ပရိသတ်တွေကပါစိတ်ဝင်စားစောင့်ကြည့်တော့မယ်ဆိုပြီးတည်ထားရပါတယ်။ ဒီလိုပွဲမျိုးမှာအကောင်ဆုံးလုပ်ပြလိုက်နိုင်မယ်ဆိုရင်တော့သူကိုအားလုံးကပူပြီးတတိထမိတွားချက်မှာဖြစ်ပါလိမ့်စူပါရေချမ်းအနေနဲ့ဒီပွဲအတွက်ဘာတွေပြင်ဆင်လာမလဲအနိုင်ရလက်ရောရယူတွားနိုင်မလားဆိုတာကတော့မြန်မာပြည်သက်တွေအနေနဲ့စိတ်ဝင်စားစောင့်ကြည့်တွားဖို့လိုအပ်နေပါလိမ့် road ten ဆိုတာက one championship muay thai fighter တွေထဲမှာနာမည်အကြီးဆုံးဖြစ်ပြီးတော့ထူးခြားအကောင်ဆုံး fighter တစ်ယောက်လည်းဖြစ်ပါလိမ့်သူက one championship မှာတပွဲထူးခြားဗတ်စေတန်းအထိကိုရရှိနေတာပါ ပရိသတ်တွေကိုဖြောပြေးမှုပေးနိုင်တဲ့ကစားပုံရှိတာကြောင့်ပရိသတ်အကြိုက်ဖိုက်တာတူဖြစ်နေပြီးတော့ဝိုင်းရဲ့မျက်နှာသားပီးချင်းကိုလည်းခံရနေပါလိမ့်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ Rotten တရားဆွမ်းဆောင်ရည်ပိုင်းကြဆင်းမှုတွေအပြင်ဝိပိုနေတဲ့ပြဿနာတွေလည်းဖြစ်လာခဲ့ရပါလိမ့်။ဒီကနေ့119ပြိုင်ပွဲတုန်းက Jacob Smith နဲ့ထူးတက်ခဲ့တဲ့ပွဲမှာဆိုရင်လည်း Rotten ဟာဝိပိုလို့ခပ်ပတ်ပါဖြုတ်ချခံလိုက်ရသေးပါလိမ့်။အဒီရှိပွဲတုန်းကလည်း Danny Fury နဲ့ထူးတက်ခဲ့တဲ့ပွဲမှာဆိုရင်လည်းဝိပိုခဲ့ပါသေးတယ်။ ဒီလိုခဏခဏဝေးပူတာတွေဖြစ်နေလို့ရော့တန်ကိုမစ္စတာချက်ထရီကပါဝေဖန်ရတဲ့အထိဖြစ်လာခဲ့ရပါတယ်။ပရိသတ်တွေကလည်းရော့တန်အနေနဲ့အောင်မြင်လာပြီးတဲ့နောက်ပိုင်းမှာဖွဲ့တီကိုတိတ်အာယုံဆိုင်ခြင်းမရှိဘူးဆိုတာနဲ့ပတ်သက်ပြီးပရိသတ်တွေကသူ့ကိုဝေဖန်မှုတွေပြုလုပ်လာကြပါတယ်။ရော့တန်ဟာအဲ့ဒီဖြစ်ရက်တွေအပြီးမှဆိုရင်လေသူ့ရဲ့အမားတွေကိုပြင်ဆင်ဖို့အတွက်အကောင်းဆုံးကြိုးစားလာခဲ့ပါတယ်။ယခုလမှကျင်းပပြုလုပ်သွားမယ်။ထခီရုနဲ့ထုတ်တက်သွားရမယ်ပွဲမှာဆိုရင်လေရော့တန်ဟာဝိမပူအောင်လဲတေချာအာယုံဆိုင်နေပါတယ်။ နောက်ပိုင်းမှာ time factor အများစုကဝိတ်ပိုင်းဆိုင်ရာမှာအဆင်ပြေအောင်လို့အာဟာရပညာရှင်တွေငားရမ်းလာကြပြီးတော့ rotten ကလည်းဒီနီလန်အတိုင်းပဲလှုပ်ဆောင်နေခဲ့ပါတယ်။ဝိတ်နဲ့ပတ်သက်ပြီးပြည်သက်တွေစိတ်မပူကြဖို့ကိုလည်း rotten ကအခုလိုပြောဆိုလာခဲ့ပြန်ပါတယ်။ရှင်းနှပွဲတုန်းကကျွန်တော်ဝိတ်ပူခဲ့ရပြီးအဲ့ဒီကနေလည်းတင်ကန်းစာတွေအများကြီးရရှိခဲ့ပါတယ်။အခုတော့ကျွန်တော်တေချာပြန်အာယုံဆိုင်နေပါပြီ။ချန်ပီယံခပ်ပတ်ကိုလက်လွတ်လိုက်ရပြီးကြတဲ့ကအရင်က Rotten လိုမျိုးပြန်ဖြစ်ဖို့ကိုဆုံးဖြတ်ချက်ချထားခဲ့ပါတယ်။ ဒီတခါတော့ဝိပြဿနာတွေရှိလာတော့မှမဟုတ်ဘူးဆိုတာရေးရေးကြီးအမခံလို့ရပါတယ်။ပရိသတ်တွေကလည်းဝိအတွက်စိတ်ချထားလို့ရပါပြီဆိုပြီးရော့ထန်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ချန်ပီယံလူပွဲတွေအများအပြားပါဝင်နေတဲ့1172ပြိုင်ပွဲကြီးမှာစူပါလက်နဲ့နာဗီတို့တွေ့ဆန်းကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါနဲ့စူပါလက်ကလည်းလက်ရှိသူ့ရဲ့အကောင်းဆုံးအချိန်မှာရှိနေခဲ့တယ်လို့နာဗီကလည်းအများကြီးတိုးတက်ပြောင်းလဲလာခဲ့တဲ့ဖိုက်တာဖြစ်နေတာကြောင့် ဒီမချီပွဲကလည်းပထမပွဲတုံးကလည်းမျိုးစူပါလက်အတွက်လွယ်ကူမှာတော့မဟုတ်ပါဘူးပထမဆုံးတွေ့ဆုံမှုမှာစူပါလက်ကိုရှုံးနိမ့်ခဲ့ရတာနဲ့ပတ်သက်ပြီးနာဘီကတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကကျွန်တော်ဝမ်ချန်ပီယံရှစ်ကိုစားရောက်လာတော့လက်အိတ်အပါအကြောင်းဘာမှမသိထားခဲ့ပါဘူးလက်အိတ်အပါနဲ့ထူးခဲ့ရတဲ့အတွေ့အကြုံလည်းမရှိခဲ့ပါဘူးပထမဆုံးဒီလက်အိတ်နဲ့ထူးတက်ရတာကြောင့်ကျွန်တော်အတွက်အဆင်မပြေခဲ့ပေနဲ့ဘာမှမလုပ်ပြနိုင်ပင်ဖြစ်ခဲ့ရပါတယ် အဲ့ဒီဘွဲကနေတင်ယူစရာတင်ခန်းစာတို့လည်းအများကြီးရရှိလိုက်ရပါတယ်ဆိုပြီးနာဘီက ပြောဆိုသွားခဲ့ပါတယ်နာဘီကဒီဘွဲမှာစူပါလက်ကိုအနိုင်ယူပြီးရှုံးကျွေးပြန်ဆက်နိုင်ဖို့ကိုလည်းပြင်မှတ်ထားနေခဲ့ပါတယ်ချန်ပီယံခပ်ပတ်ဆိုတာထက်ရှုံးကျွေးပြန်ဆက်နိုင်ဖို့ကိုကောင်းထဲမှာပိုရှိနေတယ်လို့နာဘီကပွဲကြိုအင်တာဗျူးတစ်ခုမှာပြောဆိုသွားခဲ့ပါတယ်ဒီချာနာတစ်ခုကတော့ဒီဘွဲကပထမဘွဲကလို့ဖြစ်လာမှာမဟုတ်ပါဘူးဒီဘွဲမှာကျွန်တော်အနိုင်ယူနိုင်ဖို့အတွက်မျှော်မှန်းထားပါတယ်ချန်ပီယံခပ်ပတ်ဆိုတာကြီးကိုတောင်မတွေးထားပါဘူး စူပါလက်ကိုပြန်အနိုင်ယူပြီးရှုံးကျွေးဆက်ပြယုံချင်ယုံတက်တက်ပါပဲဆိုပြီးပြောဆိုတွားခဲ့ပါတယ်။ရိုင်းနီယာဒီရိုက်တာဟာပြီးခဲ့တဲ့ပွဲမှာတော့ကကေဗင်ဟိုလန်ကိုအနိုင်ယူပြီး UFC Middleweight Ranking ရဲ့အဆင့်73နေရာအထိရောက်ရှိလာခဲ့ပါတယ်။ ranking ဝင်လာတဲ့ Ryanian Director ကို UFC Gunpoint Fighter တွေနဲ့ထိတ်တိုက်ပြီးမတွေ့သေးပဲ ranking ပြင်ပကဖိုက်တာတူနဲ့ပွဲတည်ပေးဖို့စီစဉ်လာခဲ့ပါလေ ranking ပြင်ပကဆိုပေမဲ့ short တွက်လို့မရတဲ့ဖိုက်တာတူဖြစ်ပြီးတော့မူလက ranking ဝင်ထားပြီးတော့ပြန်ပြုတ်တွန်းခဲ့ရတဲ့ဖိုက်တာပင်ဖြစ်ပါလေသူနာမည်က bonnikin ဆိုတဲ့ဖိုက်တာပင်ဖြစ်ပါလေ bonnikin ဆိုတာက college နှစ်ပန်း champion ဟောင်းတူဖြစ်ပြီးတော့ UFC မှာလည်းပုံစံကောင်းတွေပြနေပါလေ MMA ပွဲ9ပွဲထိုးတက်ထားရမှာရှုံးပွဲလုံးဝမရှိထားသေးပဲအမတ်အဆုံးအဖြတ်တိတပွဲမှလည်းမရောက်ရှိထားသေးပါဘူး သူက UMC မှာတော့၄ပွဲဆက်အထိကိုလည်းအနိုင်ရရှိထားပြီးသားဖြစ်ပါတယ် UMC ကဘွန်နကင်နဲ့ရိုင်နီယာတို့ကိုပွဲတဲပြလိုက်ပြီးအပြိုင်လုံးခိုင်းကြတော့မှာဖြစ်ပါတယ်ဒီတွဲဆိုင်ကနှစ်ပန်းနဲ့ဂျူဂျစ်ဆုအပြိုင်မှုကိုကြည့်ရမယ့်ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်ဒေါ်ပေါ်လာတဲ့တည်င်းတွေအရဆိုရင်ဒီတွဲဆိုင်အတွက်အားလုံးသဘောတူညီမှုရရှိထားခဲ့ပြီးပြီဆိုပြီးကြီးညာဖို့တာကြံနေတော့တယ်ဆိုပြီးတည်ထားရပါတယ်ပွဲရကတော့လာမယ့်မေလထဲလမှာဖြစ်လာဖို့ရှိနေပါလိမ့်။ရန်နီယာအတွက်လင်းဒီပွဲကအရေးကြီးပြီးတော့ ဒီပွဲအနိုင်ရမှာတော့ဂေါန်ပိုင်းဖိုက်တာတွေနဲ့ထိုးခွင့်ရရှိလာနိုင်မှာဖြစ်ပါလိမ့်။ Phoenix အနေနဲ့ကလည်း ranking ပြန်ဝင်လာရေးအတွက်ဒီပွဲကိုအနိုင်ယူပြရအောင်မှာဖြစ်ပါလိမ့်။ One Championship ကလာမယ့်ဧပြီလ၄ရက်နေ့မှာတော့ One Fight Night တာတိဆိုတဲ့ပြိုင်ပွဲကိုကျင်းပသွားဖို့ရှိနေပါလိမ့်။ဒီပြိုင်ပွဲအတွက်ဂေါန်ပွဲတွဲဆိုင်၂ဆိုင်ကိုလည်း One Championship ဘက်ကမကြတိခင်ကပဲခြားပြလာခဲ့ပါလိမ့်။အဓိကဂေါန်ပွဲမှာတော့ heavyweight Muay Thai ခပ်ပတ်လူပွဲအနေနဲ့ Roman Clark Clean နဲ့ Fighter Tip ဖြစ်တဲ့ နင်ဒန်နိုလက်စတူဂူပွင့်တယ်ပြလာခဲ့ပါတယ်။နတ်ထကွမ်းချန်ပီယံကြီးရိုမန်ကလိုက်လီယာကသူ့ရဲ့ခပ်ပတ်တစ်ခုကိုကောက်ွယ်တွားရမှာလည်းဖြစ်ပါတယ်။ဝမ်ချမစ်ရှိကဟေဗီဝေးမွေထိုင်းခပ်ပတ်ကိုပြီးခဲ့တဲ့ 1H ပြိုင်ပွဲမှာမိတ်ဆက်ပြီးခဲ့တာဖြစ်ပါတယ်။ဝမ်ဖိုင်နိုင်ဆမ်တီပြိုင်ပွဲမှာတော့ကရိုမန်ကလိုက်လီယာနဲ့အန်လက်စ်ရိုဘတ်တိုကဟေဗီဝေးမွေထိုင်းခပ်ပတ်လုခဲ့ကြပြီးရိုမန်ကလိုက်လီယာကပင်ချန်ပီယံဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာရိုမန်ကလိုက်လီယာဟာပွဲဝေးနေခဲ့ရပြီးတော့ ီပွဲကပထမဆုံး heavyweight မွေးထိုင်းခပ်ပတ်ကောင်ပွင့်ပွဲလင်းဖြစ်လာခဲ့ပါတယ်။ဒီတိန် fighter Lindin Nules က heavyweight မွေးထိုင်းချန်ပီယံတဦးပဲဖြစ်ပြီးတော့တခြားချန်ပီယံခပ်ပတ်တွေကလည်းယာယီပြသနိုင်ခဲ့ဖို့ပါတယ်။သူကလည်းကျဉ်ကျဉ်တန်တန်ထိုးတက်တဲ့ပုံစံမျိုးရှိပြီးတော့ heavyweight fighter ဆိုတဲ့အတိုင်းပင် power ကလည်းတော်တော်လေးကိုပြင်ပါလေ။သူကမကြသည့်ခင်ကမှာ one championship နဲ့လက်တွဲလာခဲ့ပြီးတော့ပထမဆုံးပွဲမှာတင်ခပ်ပတ်လူခွင့်ရရှိလာခဲ့တာဖြစ်ပါလေ။ဒီပွဲမှာ Roman Clay Clear ကပဲအနိုင်ယူပြီး တထက်ကွန်းချန်ပီယံအဖြစ်ဆက်ရှိနေဦးမလားနင်တန်နိုလက်စ်ကပဲပွဲဥထက်မှာချန်ပီယံကိုအမောက်တိတ်ပြီးချန်ပီယံအသစ်ဖြစ်လာမလားဆိုတော့ကတော့ တကယ့်ကိုစိတ်ဝင်စားမိပါလိမ့်ဒုတိယကောင်ပွဲမှာတော့ region arsen နဲ့ ls nicolet တို့ရဲ့ lightweight kickboxing ခပ်ပလူပွဲကိုပွဲတည်ပြီးထားခဲ့ပါလိမ့်ဒါကသူတို့နှစ်ဦးရဲ့တတိယမြောက်မကြီးပွဲလင်းဖြစ်ပါလိမ့်ပထမနှစ်ကြိမ်တွေ့ဆုံတုန်းက ls nicolet ကအနိုင်ယူပြီးမကြီးပွဲမှာတော့ region arsen ကအနိုင်ယူပြထားနိုင်ခဲ့ပါလိမ့်နှစ်ပွဲစလုံးကအမတ်အဆုံးအဖြစ်ထိရောက်ရှိထားခဲ့တာဖြစ်ပြီးတော့သူတို့ဂျာမန်ရလက်မပြတ်တမ်းသေးပါဘူးဒါကြောင့်ဒီတွဲဆိုင်ကတတိယမကြီးပွဲအထိရောက်ရှိလာခဲ့ရတာဖြစ်ပါလိမ့် ဖိုင်တာနေရောက်စလုံးကကြားထဲမှာဘယ်သူမှကိုလည်းမထူးတက်ရသေးပင်သူတို့ချင်းပဲ၃ချိန်တိုင်းထူးတက်သွားကြမှာဖြစ်ပါလေ။ဒါကြောင့်အခုတစ်ခေါက်တွေ့ဆုံမှုမှာတော့ဘယ်သူကရလက်ပြတ်သားတဲ့ရလက်ကိုရယူသွားနိုင်မလဲဆိုတော့ကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့စိတ်ဝင်စားစောင့်ကြည့်သွားဖို့လည်းလိုအပ်နေပါလေ။ဟုတ်ကဲ့ပါဒီကနေ့မှာတော့အာကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားခဲ့တာပင်ဖြစ်ပါလိမ့်အဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တို့အူတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ် နောက်လာမယ့်နေ့ရက်ဒီမှာပြန်လည်ဆုံတွေ့ကြအောင်ပါအားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်